1933ခုနှစ်နဲ့1934ခုနှစ်ကြားကာလတူအတွင်းမှာပဲအမေရိကန်နိုင်ငံတလွားကဘန်24ဘန်ကိုဓမြတိုက်ဖို့ရေစခန်း၄ခုကိုစီးပြီးတော့လက်နက်အကောင်စားတွေရအောင်လုပ်ခဲ့တဲ့ထောင်အကြိမ်ကြိမ်ဖောက်ပြေးနိုင်ခဲ့တဲ့ရှေးခေတ်တုန်းကအမေရိကကနာမည်ကျော်ဒုစရိုက်ဂိုင်းကောင်းဆောင်ကြီးဂျွန်ဒီလန်ဂျာနဲ့သူ့ရဲ့ရာဇဝတ်မှုတွေအကြောင်း ဒွန်ဒီလန်ဂျာကို1903ခုနှစ်မှာအမေရိကန်နိုင်ငံအင်ဒီယားနာပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့အင်ဒီယားနာပိုလစ်လို့ခေါ်တဲ့မြို့ကြီးနော်လူဦးရေထူထပ်တဲ့မြို့ကြီးဆက်ယုံနေစီးပွားရေးလုပ်ငန်းတွေတိုးတက်နေတဲ့မြို့ကြီးပြကြီးမှာမွေးဖွားခဲ့တာဖြစ်ပါတယ်။သူ့အမေကတော့သူ၃နှစ်သားအရွယ်မှာဆုံးသွားခဲ့တယ်။သူ့အဖေကသူ့အသက်၆နှစ်အရွယ်မှာနောက်အိမ်ထောင်ထပ်ပြုခဲ့တယ်။ သူ့အဖေနောက်အိမ်ထောင်ပြုတဲ့အချိန်မှာသူကငယ်သေးပေမဲ့အဲ့ဒီအချိန်ကလေးကသူ့အမေနေရာကိုအစာဝင်လာခဲ့တဲ့မိထွေးကိုနာကြီးမုန်းတီးနေခဲ့တယ်လို့ဆိုတယ်။သူ့ဘဝတစ်လျှောက်လုံးမှာမိထွေးကိုအမေနေရာထားပြီးတော့မဆက်ဆံနိုင်ခဲ့ပါဘူး။ဒီလိုခန်းစားချက်တွေနဲ့ John Dillinger ကလူငယ်ဘဝကိုจิตတက်တဲ့ပုံခံတတ်တဲ့လူငယ်လေးတယောက်အဖြစ်ကြည်ပြင်းလာခဲ့ပါတယ် သူဓမြတိုက်ခဲ့တာစုစုပေါင်းဘန်24ဘန်ရှိခဲ့ပြီးတော့စုစုပေါင်းဒေါ်လာ5သိန်းလောက်ရခဲ့တယ်လို့ပြောတယ်။အခုခေတ်ကပတ်စံနေဆိုရင်10သန်းလောက်ရှိနိုင်ပါတယ်တဲ့။